မိမရဲ့တထေးကိုကြက်ပြီးထွက်ပြေးသွားတဲ့ထိုင်းရောက်ရှိပြောင်းမြန်မာနိုင်ငံသားတအူးကိုဖမ်းမိပြီးမနေ့ကဆက်နေရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲအော်နို65မှာဖမ်းမိသွားတဲ့ဒီတရားခဏမဲကဆိုင်ဟန်အသက်23နှစ်ဆိုင်ဟန်ကတက်ခံတစ်ခုထဲမှာပုံနေတယ်ရှင်ဖမ်းမိတော့ဆိုင်ဟန်ရဲ့အိတ်ထဲမှာဖုံးတလုံးဆုံးသွားသူရဲ့နိုင်ငံသားကပြပြီးတော့တနက်နဲ့ဘန်ကတ် ဆိုင်ဟန်ကဆုံးသွားသူရဲ့နိုင်ငံတကပ်ပြဗန်တနက်ပါယူသွားခဲ့တဲ့ကားလဲယူသွားခဲ့တဲ့ဒါပေမဲ့ဆိုင်ဟန်ကိုမဖမ်းမိခင်ကားကိုအရင်တွေ့တယ်ရှင်ကားကိုတော့ရဲကစွန်တကြွကြမှာတွေ့ခဲ့တဲ့ကားကိုဆိုင်ဟန်ကအဲ့ဒီပန်းချန်နဘေးနမှာပဲရက်ထားခဲ့တဲ့ရဲဆိုင်ဟန်ကိုဖမ်းမိတော့တည်င်းထောက်တွေကဆိုင်ဟန်ကိုမေးမြန်းမှုလုပ်ကြတယ်ရှင်စုံသားသူကိုတောင်းပန်ချင်လားတခုခုပြောရှင်လားလို့မေးတော့ဆိုင်ဟန်ကပါစကားမှမပြောဘဲနဲ့ ပြုံစီစီပဲပြုံးပြလိုက်တယ်။စိုက်ဟန်ကထိုင်းကိုလာတာတိတ်မကြသေးတော့ထိုင်းစက်ကလည်းတိတ်မကြွန်သေးဘူးတဲ့ရှင်။ဒါတော့စက်ကပြန်ခေါ်ရဦးမယ်လို့ရဲနဲ့တင်းထောက်ကပြောတယ်။ဖြစ်စဉ်ကတော့စိုက်ဟန်မှာမိန်းမရှိတဲ့ဆိုင်ဟန်ရဲ့မိန်းမလည်းအသက်18နှစ်ပဲရှိသေးတယ်ပြီးတော့ကိုဝန်ငါးလလွယ်ထားတယ်ရှင်ဆိုင်ဟန်ရဲ့မိန်းမကဒီဆုံးသွားတဲ့အလုရှင်စီမှာလူအိုပြုစုစောက်ရှောက်တဲ့အလုသွားလုတ်တယ် ဆုံးသွားသူမှာအမေအိုလည်းရှိနေလို့ရှင့်ဆုံးသွားသူလည်းအသက်90ရှိပြီဆိုင်ဟန်ရဲ့မိမကဒီအလုပ်ရှင်နဲ့အလုပ်ဝင်လုပ်တာမကြသေးဘူးတဲ့ရှင့်ဆိုင်ဟန်လည်းဒီအလုပ်ရှင်နဲ့အလုပ်လုပ်ချင်လို့မိမဖြစ်သူလည်းအလုပ်ရှင်ဒီဆုံးသွားသူကိုမေးပြီးပြီးဆုံးသွားသူကလက်ခံမယ်ပြောခဲ့တယ်ရှင့်ဒါမဲ့နေနေရင်အရင်လတော့ကဆိုင်ဟန်နဲ့သူ့ရဲ့မိမကရန်ဖြစ်စကားများကြလို့မိမဖြစ်သူလည်းတထင်းကိုပြောလိုက်တယ်ဆိုင်ဟန်ကိုအလုပ်လက်မခံနဲ့တော့ဘောရှင့်ဆိုင်ဟန်တို့လင်မယားနဲ့ရန်ဖြစ်စကားများကြတော့ ဒီခရက်ဆယ်ရနေတော့ကဆိုင်ဟန်ကသူ့မိမကိုတူတွားရှာဖို့လုပ်တယ်ရိုးရိုးတွားရှာဖို့မဟုတ်ဘူးဖုန်းထဲမှာသူ့မိမကိုသူချိန်ချောက်ထားပြီးသားတဲ့ရှင်မိတစ်ခါပေါက်ကနေအဲ့ဒီအလုတ်ရှင်အိမ်ကိုမဝင်မဲနဲ့သူများရဲ့ခြံစည်းရုပ်ကိုဖျက်ကျော်ပြီးဝင်တယ်မိမဖြစ်သူကကြောက်တော့တထေးကိုသွားပြောဆိုင်ဟန်ကသူ့ကိုတခုခုလာလုပ်မယ်ပေါ့ရှင်ဒါကြောင့်အလုတ်ရှင်လဲကိုဝင်နဲ့ဆိုင်ဟန်ရဲ့မိမကိုကာကွယ်ပေးတဲ့အနေနဲ့ ဆိုင်ဟန်နဲ့ထွက်တွေ့လိုက်တော့ရှင်။ဒါကြောင့်ပဲမိမရဲ့အလုရှင်နဲ့ဆိုင်ဟန်နဲ့ကပြန်ဖြစ်စကားများကြပြီးအလုရှင်မှာတနက်ရှိရတဲ့ရှင်ဒါကြောင့်တနက်လူသွားလူလာရင်နဲ့အလုရှင်ကိုအဲ့လိုမျိုးပြစ်ထဲလိုက်တာဒါကြောင့်အလုရှင်ကအဲ့ဒီအချင်းဖြစ်တဲ့နေရာမှာတင်ဆုံးသွားရှင်။ဒီအလုရှင်ကအရန်ချမ်းသာတဲ့သူဖြစ်တဲ့ တားဖြစ်သူကဆရာဝန်ဖြစ်တဲ့ပြီးတော့စိတ်ဆိုင်ကိုလည်းဖွင့်ထားတယ်တခြားပြီးတော့အဲ့ဒီနေရာမှာလည်းသူက fitness ဖွင့်ထားတယ်ဒါပေမဲ့ပိတ်တဲ့ရက်လည်းရှိတယ်ဖွင့်တဲ့ရက်လည်းရှိတယ်အချင်းဖြစ်တဲ့နေ့က fitness ပိတ်တဲ့နေ့တခြားသုံးသွားသူကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ဒီအဖြစ်ပြက်ကထိုင်းနေကဘန်ကောက်မြို့ဘန်ခဲမှာဖြစ်သွားတဲ့။ဆိုင်းဟန်ကမိမရဲ့အလုတ်ရှင်ကိုကြက်ပြီးနောက်မိမရဲ့အလုတ်ရှင်ရဲ့ကတနက်နေကတက်ဘန်ကတ်ဒီကိုပါယူသွားတယ်။ ပြီးတော့လမ်းပေါ်မှာအခြားသူများကသုံးစီးကိုလည်းတွားဝင်တိုက်ခတ်သေးတယ်